ဂျက်ရှော်မန်နဲ့ဘရန်နာရေဘာရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။ဝိတ်ချိန်နာရော Face of your အကုန်လုံးအစံပြေချုံးမိစွာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။မနေ့ကမှတော့အသေးစော်ကြပါတော့မယ်။အသေးကိုကျုံးပါပါ။ဘာကြောင့်လဲဆိုတော့ဒီပွဲကိုနိုင်တဲ့သူက Champion ကမ္ဘာစိန်ခေါ်ခွင့်ရမှာလေ။ဆိုတော့အသေးကိုမှုတ်မယ်။ Brandon River ကလည်း ဒီကနေ့မှာပဲချီချီချချာလေးတိုက်လာပြီပေါ့နော်သူအနေနဲ့တခါမှ ranking သစ်ဆက်အပြင်က fighter တွေနဲ့မတွေ့ဘူးဘူးဒါပေမဲ့အခုတစ်ခေါက်မှာတော့ two chance တွေ့ရမယ်ပေါ့လေဘာဖြစ်ဖြစ်ကိုရှိမှာရောက်လာတဲ့သူကိုသူဘာကောင်လဲဆိုတာပြလိုက်ရုံပဲဆိုပြီးတော့ Brandon River ကတော့လေလုံးထွားလိုက်တယ်ပေါ့နော် Joshua Man ကတော့ Brandon River အပေါ်မှာ respect ရှိပါတယ်နော်သူအနေနဲ့ဒီပွဲကိုမဖြစ်ဖြစ်အောင်အနိုင်ထိုးမှဖြစ်ချောင်းနေလေတိုက်တာထက် ကွင်းထဲမှာပဲသူဘာကောင်းလဲငါဘာကောင်းလဲဆိုတာစော်ကြည့်ချင်တယ်ဆိုပြီးတော့ Joshua ဘန်းကပြောသွားခဲ့တယ်။ကဲဒီကနေ့မှာတော့ Joshua ဘန်းတိတ်ကိုအမသဘောကျတဲ့မိုးဟီကူကပေါ့နော်။မင်းမီဂျောမိုးဟီကူက Joshua ဘန်းမနေ့ပြန်ပွဲအတွက်နဲ့ပတ်သက်ပြီးတော့ပြောလာပါပြီ။သူနေနေရော Joshua ဘန်းကိုသဘောကျတဲ့အကြောင်းပေါ့နော်။သူတပြစ်တော့ Joshua ဘန်းရဲ့ပွဲတွေကိုလေးကြည့်ဖြစ်တယ် ူကပါအရန်ကိုမှစိတ်လှရှားရင်ခုံစွာနဲ့စောင့်ကြည့်ရမယ်ဂျက်ရှွာဘန်ရဲ့ပွဲအနိုင်ရပါစေဆိုပြီးတော့နော်မင်းသမီးမိုးအီကိုကဂျက်ရှွာဘန်ကိုပြောသွားခဲ့ပြီလည်းဖြစ်ပါတယ် sorry ကကြတော့နော်မင်းသမီးမိုးအီကိုကတော့ဂျက်ရှွာဘန်ကိုအားစေတကွက်ပေးလိုက်ပြီဂျက်ရှွာဘန်အနေနဲ့နော်အမုတ်ကြိတ်ဖို့ပဲချမ်းပါတော့တယ်တကူဆိုရင်ဒါတကူပဲရှိတယ်ပေါ့နော်ဆိုရင်ဒါတကူပဲရှိတယ်အဲ့ဒါကတော့ပြမဲ့ဖိုင်တာဖြစ်တဲ့ Brandon River ကလက်တံရှိတယ်အရက်ရှိတယ် တော့ဒါပဲကျွန်တော်နေနေဆိုရင်မိတာဂျန်နေရတော့ကျွန်တော်တို့မဆိုရင်ပါဘူးဂျက်ရှွာဘန်ကိုအပြစ်ဝယုံကြည်ပါတယ်ပြီးတဲ့ခါကျတော့ဒါနောက်တစ်ခုပေါ့နော်၃ဘတ်အတွင်းမှာဝိတ်အတင်ချလုပ်ရတဲ့ခါကျတော့ပေါ့နော်တစ်ခါတည်းတည်းဒါနှစ်ပွဲဆက်လိုက်ထိုးတဲ့ခါကျတော့နည်းနည်းများအဲ့ဒီဟာကကျွန်တော်ရဲ့ဘန်ကိုဟို effect ဖြစ်စီမလားပေါ့နော်ဒါတော့သူ့ပေါ်မှာပဲမူတည်တယ်သူကသူတော့အသီးဆုံးဖြစ်မှာပေါ့နော်ပြိတ္တတွေကတော့ဟိုဆိုရင်တင်တာလို့ဆိုရင်ရမှာပဲပေါ့နော်ဆိုတော့အကောင်းဆုံးအဖြစ်မယ်လို့ယုံကြည်တယ်နိုင်မယ်လို့လည်းယုံကြည်ပါရဲ့ဘန်ရေ